ဒီ director ကမှ actor တွေ character တွေအများကြီးကိုမှသူကအဲ့ဒီ character တွေပေါ်မှာတိတ်ချော်မသွိုင်းအောင်အာဒီဇာကားကြီးကောင်းမှုအတွက်အာ Z တွေ location tempo တွေကိုသူကအဆက်ဆက်ရခေါင်းထဲမှာထားတဲ့အဲ့ကားရိုက်တဲ့အချိန်မှာကိုမင်းကတော်တော်တော့ over တယ်ကိုမင်းကလေအရင်ချော်တယ်ပေါ့နော်အာကိုမင်းကလေအခုချိန်လေချော်နေနုဖတ်နေရပဲလေအာသူကလေဘာလို့ဆိုတော့စိတ်ကိုအမှုပညာသမားတော်တော်များများစိတ်ကိုလေထားတတ်ကြရယ်နော်အခုလိုမျိုးအာ ပြောပြီးရင်အပြီးပြီပေါ့ပြီးလို့စိတ်ညစ်စရာတွေဝေးမှထားပြီးတော့အားလုံးနဲ့ပြောအောင်နေရတဲ့ခါကျတော့ကိုမင်းကအရန်ချောအရန်ချောပါတယ်အခုချိန်အရင်တော့ကလည်းချောတယ်အခုချိန်ပို့ပြီးတော့တော့မှချောလာသေးပါတယ် တိုင်းတို့ဆိုလည်းဒီတက်ဒီရွယ်ရောက်တော့မှ IT ရဲ့သဘောတရားကိုတိတိမိမိသိရဲ့နောက်ပြီးတော့အရင်တော့ဆိုငငယ်တော့ဆို dialogue ကိုပြောပြီးပြီးပေါ့နော်အဲ့လိုမျိုးမျိုးတော့ဆိုပြောလိုက်ကြတယ်အခုချိန်မှာတော့စကလုံးတစ်လုံးနိုင်မှာ သူ့ဘာသူ IT ရှိရဲ့အာမျက်လုံးနဲ့လောက်ရမယ် IT တချို့တွေကပြောကြတယ်ဒါတော့တစ်လုံးမှမပါဘူးအဲ့ဒီ dialogue တစ်လုံးမှမပါတဲ့အချိန်မှာ ိုက်တင်ရပို့ပြီးခက်ခဲတယ်။မျက်ရည်ကြဖို့ဆိုငငယ်တော့ကမယုတ်စည်ရဲ့ထက်ဟာအဲ့လိုမျိုးထဲကမှမျက်လုံးတွေကဟိုပျက်မျက်ရည်မထွက်ပဲနဲ့မျက်လုံးတွေမဖွင့်နိုင်ပဲနဲ့နှက်တွေထွက်ဆိုတော့လေနောက်ပြီးရဲ့အခါမှာမျက်ရည်အတုမိုးမထက်တတ်တော့လေမျက်ရည်အတုနဲ့လောက်ရတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲအဲ့ဒီကားတွေမျိုးပြန်ကြည့်ရတဲ့အခါမှာအရန်ရှက်တက်လာတယ်။အားလုံးပဲမင်္ဂလာပါရှင်။ ဇက်ကားလေးဝင်းရပေးပြီးတဲ့တောင်းအဝင်းရပေးပြကြတော့ဒီဇက်ကားလေးမှာတာကြီးပါပါတယ်အာတာကြီးကဘာလဲဆိုလို့ရှိရင်ဒီရွှေရွှေပေါ့နော်ယမပိုင်ဆိုးရဲ့ငယ်ဘဝတွေကနေပြီးတော့ကြီးရည်ထိဘေးရနေဆောက်ရှောက်ပေးရတော့အာနေရာနေပါဝင်ပါတယ်ဒါပေမဲ့အဲကိုကအိန်တော်ဒိန်းဆိုတဲ့ခါကြတော့အဲဆောက်ရှောက်နိုင်တဲ့အင်အားကတော့မရှိမရှိတရှိလေးနဲ့ပေါ့နော်အဲအဲ့လိုမျိုးလေးဆောက်ရှောက်ပေးခဲ့ရတဲ့အခန်းကနေပါဝင်ပါရရှင် ဒီကြော်ရံလေးရတာတန်းတွေတို့တော့လောက်ကနေဖြည့်ရှိလဲနည်းလေးပြောပြပါဦးအော်လောက်လောက်ကတော့အာဒီ character လေးကဘာပဲပဲပြောဟိုလောက်ွက်ရတဲ့တလောက်ရပါတယ်အာရတဲ့တလောက်ရပါတယ်ဆိုတော့တာကြီးတို့လုံနေကြ item လေးပါပဲတိုးတော်လဲလုံနေကြ item ထက်နည်းနည်းလေးပေါ့နော်အဲမင်းသမီးကိုနားအနီးကပ်ပေါ့နော် အာအဖြစ်ပြရတယ်ကိုဟိုအိမ်တော်ဒင်းတယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးအာမင်းသမီးရဲ့ ဟိုဘယ်လိုခေါ်မလဲစိတ်ခွန်အားတွေပေးရတယ်ကာကွယ်ပေးရတဲ့နေရာလေးရပေါ့အမတ်ကြရောဘယ်လောက်များခဲ့လဲအမတ်တရတော့ခုနပြောသားတယ်လို့ပါပဲကိုမင်းဦးနဲ့ကဒါကဇလန်းတွဲလေးဖြစ်တယ်ကိုမင်းဦးထိုင်တာအနေနဲ့ဆိုရင်ဒါပထမဆုံးစုံတဲ့ကားလေးဖြစ်တယ်ကိုမင်းဦးကအဲ့ character တွေဒီ actor တွေအများကြီးမှတကယ်အများကြီးအဲ့လိုအများကြီးကိုသူကဘာလုပ်ပေးရလဲဆိုလို့ရှိရင်အဲ့ဒီ character တွေအားလုံးရဲ့ ဘယ်လိုခေါ်မလဲ character တွေကိုသူခေါင်းထဲမှာသူတယောက်တည်းတိမ်ပြီးအဲ့ဒီအပေါ်မှာ look camera work ကောမညာအကုန်လုံးစီစဉ်ရတဲ့အခါမှာတခါတလေကြရင်အော်ဘယ်လိုခေါ်မလဲစိတ်မရှိတာတွေစိတ်လောတာမျိုးတွေဖြစ်တတ်တယ်သို့တော်လဲသူကဟိုဘယ်လိုခေါ်မလဲဆိုတော့အားလုံးကိုအကောင်းဆုံး control လုပ်သွားနိုင်တယ်အဲ့ဒါကြောင့်မို့လို့အမတ်တရားတွေကတော့ အမတ်တရတွေကတော့ကိုယ့်ရဲ့အမှုပညာရှင်ကိုမောင်းမတွေအများကြီးပေါ့နော်အဲလူဟောင်းတွေပြန်ဆောင်ကြရတယ်ပြန်ဆောင်ကြရပေမဲ့တဟီးတဟားတော့အရန်လုံးလို့မရအဲ့တော့အဲပျော်စရာလည်းကောင်းတဲ့ရှူတင်လေးပါလို့ပြောပါอืมตะแคมมาแล้วไม่รู้ดอชอบจี้ดีဟုတ်တယ်จောက်ပြန်ရဲ့ပိုင်းဟုတ်တယ်ဟုတ်ဘူးဟိုဥစ္စာအမှန်တော့จောက်တယ်ဘာလို့ဆိုတော့ တာကြီးတို့တွေဒီဟို writer လူငယ် writer ဆိုလဲလူငယ် writer မို့လို့ဘာပဲဖြစ်ဖြစ် writer ဆိုတာ king of the set ဘေးစားရတယ်အဲ့တော့အဲ့လိုဆိုတဲ့အခါမှာဒီလို senior ကိုအကူပေါ့နော်အာဟို writer အနေနဲ့ပထမဆုံးစုံရတယ်ဒီဇကားကြီးကလည်းအရန်ကိုဇက်အိမ်ကလည်းကြီးကျယ်အာ current အဲ့ဘလို့ခေါ်မလဲဇက်ကောင်ကြီးကအများကြီးဖြစ်တဲ့အခါမှာအမှန်တိုင်းပြောရရင်တခခုလွဲချော်မှုဖြစ်သွားခဲ့ရယ်ဆိုလို့ရှိလို့ရှိရင်ကိုကြောင့်လို့ဖြစ်မှာဆိုတဲ့အတွက်အဲကြောက်ရတယ်ကြောက်ရ တယ်။အာစတန်ပိုင်နေရတယ်။အဲ့လိုမျိုးလေးတော့ရှိပါတယ်။အရန်ခွာချပါတယ်ဒရိုက်တာတရုတ်ဆောင်နေရာမှာကြတော့သူကတရုတ်ဆောင်ဆိုတဲ့အခါကျတော့ဒရိုက်တာခိုင်းတော့တိုင်းလို့ဆိုလေလေကိုကရိုက်တာလေးကိုဒရိုက်တာခိုင်းတဲ့အပိုင်းလေးကိုတာဝန်ယူပြီးတရုတ်ဆောင်ရတယ်ဒရိုက်တာကတော့အရန်တာဝန်ကြီးဒရိုက်တာဆိုတာဒီတကွေးလုံးဒီကရိုက်တာတွေအကုန်လုံးကင်မရာဝတ်ကစား location တန်ဖို့အကုန်လုံးကိုသူခေါင်းထဲထည့်ထားရဲဆိုတော့တအားခွာချပါတယ် ်သူတရုတ်ဆောင်ပါဝင်ရမယ့်အခန်းအဲပါဝင်ရမယ့်အဝတ်စားအဲအဲ့လိုမျိုးလေးပဲဒရိုက်တာတင်ပေးတဲ့အပေါ်မှာအဲ့လိုမျိုးတရုတ်ဆောင်ကြားရတယ်အခုဟာကြတော့ဒီဒရိုက်တာကမှအိုက်တာတွေကရိုက်တာတွေအများကြီးကိုမှ သူကအဲ့ဒီကရိုက်တာတွေပေါ်မှာတိမ့်ချုံမသွိုင်းအောင်အာဒီဇက်ကားကြီးကောင်းမှုအတွက်အာဇက်တွေလိုကေးရှင်းတမ်ပိုတွေကိုသူကအဆက်ဆက်ရခေါင်းထဲမှာထားတာအိုက်ကားရိုက်တဲ့အချိန်မှာကိုမင်းကတော်တော်တော်အိုပါတယ်အရန်ကွာပါပါ အယဲအကူမင်းကလေအယဲချောတယ်ပေါ့နော်အကူမင်းကလေအခုချိန်လေချောနေနုဖတ်နေရပဲလေအဲသူကလေဘာလို့ဆိုစိတ်ကိုအမှုပညာသမားတော်တော်များများစိတ်ကိုလေထားတတ်ကြရယ်နော်အခုလိုမျိုးအပြောပြီးရင်အပြီးပြီပေါ့ပြီးလို့စိတ်ညစ်စရာတွေဝေးမှထားပြီးတော့အားလုံးနဲ့ပြောအောင်နေရတဲ့ခါကျတော့ကူမင်းကအယဲချောအယဲချောပါတယ်အခုချိန်အရင်တော့ကလေချောတယ်အခုချိန်ပို့ပြီးတော့မှချောလာသေးပါတယ်။ဒါပေမဲ့အမှုပညာလောဘတော့ပိုကြီးလာတယ်နော်။ဟုတ်တယ်ဟုတ်တယ်ပိုကြီးလာတယ်။အဲ့ဒါကတော့ အဲကိုမင်းဦးရောတာကြီးတို့ကအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာအမှုပညာလောဘကတော့ကြီးလာကြပါတယ်အမှုပညာတက်တန်းကြာလာတာနဲ့အမြဟိုအတွေ့အကြုံတွေအရအတွေ့ဇလန်းတွေအများကြီးရိုက်ခဲ့တယ်အတွေ့အကြုံတွေအရဘာပဲဖြစ်ဖြစ်ဟိုဥစား အားဆိုင်ထုတ်ကြရတယ်တိုင်းတို့ဆိုလေဒီတက်ဒီရွယ်ရောက်တော့မှ IT ရဲ့သဘောတရားကိုတိတိမိမိသိရဲနောက်ပြီးတော့အရင်တော့ဆိုငငယ်တော့ဆို dialogue ကိုပြောပြီးပြီးပေါ့နော်အဲ့လိုမျိုးမျိုးတော့ဆိုပြောလိုက်ကြရတယ်အခုချိန်မှာတော့စကလုံးတစ်လုံးတိုင်းမှာသူ့ဘာသူ IT ရှိရဲအာမျက်လုံးနဲ့လောက်ရမယ် IT တချို့တွေကပြောကြတယ်ဒါတော့တစ်လုံးမှမပါဘူးအဲ့ဒီ dialogue တစ်လုံးမှမပါတဲ့အချိန်မှာ idea ပို့ပြီးခက်ခဲတယ်။ဘာလို့ဆိုစိတ်แท้ကနေအဲ့ဒါလောက်ကိုပြောရတယ်။နောက်ပြီးတော့ဟိုငငယ်တော့ဆိုမသိလို့ရှိရင် body movement နေနဲ့ဟာတအားတွေပေါ့ body movement လုပ်ရတဲ့အပိုင်းလေးရှိပါတယ်။သို့တော်လည်း အဲ့ဒီမျက်နှာနဲ့ idea မလုပ်တတ်တဲ့အခါကျတော့ body movement အနေနဲ့တုံးရတဲ့အခါကျတော့ idea နဲ့အာလွဲတာတွေအများကြီးရှိတယ်။နောက်ပြီးရတဲ့အခါမှာဆိုလို့ရှိရင်မျက်ရည်ကျဖို့ဆိုငယ်ငယ်တုန်းကမယုတ်စည်ရည်ထက်ဟာအဲ့လိုမျိုးထက်အခါမှာမျက်လုံးတွေကဟိုပြုတ်မျက်ရည်မထွက်ပဲနဲ့မျက်လုံးတွေမဖွင့်နိုင်ပဲနဲ့နှက်တွေထွက်ဆိုတော့လေနောက်ပြီးရတဲ့အခါမှာမျက်ရည်အတုမူးမထက်တတ်တော့လေမျက်ရည်အတုနဲ့လောက်ရတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီကားတွေမျိုးပြန်ကြည့်ရတဲ့အခါမှာအရန်ရှက်တက်လာတယ်။အရန်ရှက်တက်လာတယ်ဆိုတာက အဲ့ဒါဘလို့ရှက်တလာဆိုတော့ကို mood မရှိဘလို့ခေါ်မလဲ mood မရှိပဲနဲ့လေအဲဒီဟာကိုပဲ item လုံုံတက်တက်ကြီးပဲဆိုတာလေအဲ့လိုမျိုးတကယ် mood မပါရင် အသက်မပါပဲနဲ့လုံငို လုံ အဲ့ဒါမျိုးတွေပေါ့လေအဲ့လိုမျိုးတွေဟိုဟွာတွေကိုလည်းအခုချိန်မှာတိလာတယ်။ဒါကြောင့်မို့လို့အတွေ့အကြုံများဆိုလို့ရှိရင်အသက်ကြီးလာလေလေဒီလိုမျိုးပေါ့လေဒီလိုမျိုးစ조사အားထုတ်ရမယ်ဆိုတာတွေကိုအိုက်တင်ရဲ့သဘောတရားတွေကိုအတွေ့အကြုံများပိုတိလာကြတယ်လို့ထင်ပါတယ်။အမုံမလဲအမုံမလဲအဲ့ရက်ကတိုက်ရဘာဖြစ်နေရလဲဆိုတော့ဟိုကလေဟိုကအဲ့ညစ်မနဲ့ကလေကိုကလေခေါင်းလျှော်သွားတာ ကိုအသက်ကိုကိုမေ့တာတော့တကြောက်ပြောရလေမနေ့အစောကြီးလေးရှုအဲ့အဲ့ဟာက9နာရီပေါ့ call time ဆိုတဲ့အချိန်မှာ ခေါင်းဆော်သွားပြီးတော့ဒီတိုင်းပဲခေါင်းကိုရေရေစုံနဲ့ကားပေါ်မှာလည်းအေးတယ်မိုးရည်လည်းရွာနေပြီးတဲ့ပြီးတော့အဲ့ဒီ MRD4 ဟိုပါလေအရန်အေးတာတယောင်အေးတာအဲ့ဒီမှာတိုက်အဆုတ်အေးပတ်သွားအဆုတ်အေးပတ်သွားတဲ့ခါကျတော့လေအဲ့ဆရာဝန်စီရောက်တော့လေဆရာဝန်ကလေဟာခမရအဆုတ်ကိုတမရအဲ့လောက်ထိဖြစ်တာပေါ့နော်ဆိုတော့အဆုတ်ချောင်းသွားတဲ့ဘောပေါ့ဆိုတော့ဟိုကလေ ဟိုဆော့တဲ့အခါမှာအဆောက်ရောင်တအားမောသွားလေမဟာဖြစ်နေတော့နောက်ကစားနီးကလည်းလေအဲ့ဒီဟိုတအားပင်ပန်းနေအဲ့လိုကစားနီးပေါ့လေပင်ပန်းခဲ့ရလဲတိုင်းအတော်ပင်ပန်းနေအတော်ပင်ပန်းနေဆိုတာလေကိုငငယ်တော့ကစားနီးထက်ကိုအစတရာလောက်ပင်ပန်းနေဟိုမှာဖြစ်ခဲ့တာတော့ဆယ်စားလောက်လို့ပြောတာအဲ့ဒါကတကယ်တော့အစတရာပင်ပန်းနေကိုအသက်ရွယ်နေ အဲ့လူငယ်တွေနဲ့အတူတူအေးပေါ်လိုက်မြောင်ဆော့ရတာပေါ့အဲ့လူလူငယ်တွေကြတော့ဒီကစားနည်းတွေပါတွေကိုမြမရွာကစားနည်းတွေကိုတိတ်မကြွချင်တော့ကိုကတော့ငငယ်လုံးနဲ့ဒါတွေကစားရကြွချင်တာပေါ့လူငယ်တွေနဲ့လိုက်မြောင်တော့ဆော့ရတာပေါ့ဘယ်နဲ့လိုက်နိုင်မလဲသူတို့ကဟာသူသူတို့ကအရန်တမ်းမဖြက်လက်ဟိုဟွာကြွချင်ကိုတွေကလေကိုတပတ်လှည့်လေတော်တော်အဲ့လိုပြုတ်ကြတာဒါပေမဲ့ကိုကအဲ့ချိန်မှာ ဲ့လိုယောဂလည်းအဲ့လိုမျိုးလေအဆုံးရောင်သွားရဲဆိုတော့တအားအမောမခံနိုင်တဲ့အချိန်မှာလေအဲ့လိုမျိုးလေခဏလောက်ခဏလောက်ဆိုတော့လူကလေသိသွားမလားအောင်မရသိလားလာတော့အပြိုင်ဆိုင်နေပြင်းထန်နေကြလဲဆိုင်ဒီတားပြင်းထန်နေကြည့်လိုက်တော့တားပြင်းထန်နေအဲ့ဒီမှာပရမဆုံးကတော့ကိုရီးယားနဲ့ချစ်ကြတယ်ပြီးလဲပြီးရောပြီးလဲပြီးရောမချစ်ကြတော့ဘူးတော်တော်မကြည့်ကျင်တော့ဘူးအင်တာဗျူးဖြစ်လာတော့ပထမကဟီးတဲ့ဘယ်ပြောလဲ ဇန်ပင်မန်းတွေအဲ့လိုဖြေကြတော့ရုပ်တွေအဲ့လိုဖြေသွားတယ်နော်ဒါကောင်းမြတ်တဲ့ဆိုးဆုံးဆိုးပြောမိလားခလေးကမပြောမိဘူးနော်အဆိုးဆုံးတယ်တော့မဟုတ်ပါဘူးအဲဒါပေမဲ့ကြည့်လိုက်ပါတိတ်တော့မဆိုးပါဘူး ။အော်ဒါတော့ငငယ်တော့တော့အပ်တော့လေ။ဟိုဒီလိုမျိုးလေဖန်ခုံတာတွေနောက်ပြီးတော့အဲ့အဲ့ဒီထုတ်စည်းတိုးတာတွေအရန်အငင်းတန်တာတားကြီးကလေ။အဲ့တော့ထုတ်စည်းတိုးတာတွေဖန်ခုံတာတွေနောက်ပြီးတော့ဟိုဤစွတ်လေ။ဤစွတ်ကစားတာလေကြိုကြိုးနဲ့တားမျောလေ။အဲ့အပြီးအဲ့လိုမျိုးတွေအရန်ကျွန်တော်ဇေခုတ်တာတွေ။အော်ဒီလိုနောက်ဩစာစည်းတောက်တာတွေအရန်ကြွတာဝင်းနာတယောက်တည်းဆိုတော့တိုင်းမြင့်ဖြစ်သွားမှာကျမပေါ့ကြည်လိုက်ကျမပဲ